မားတော့အဆုံးရှိတယ်လေအမျိုးသမီးရောအမျိုးသား treatment တွေရောပေါ့နော်အဲပြီးတော့ဟိုဒီ anti aging ပေါ့ရွယ်တင်မှုပြူရာနဲ့ပတ်သက်တဲ့ဟာအဓိကပေါ့နော်ပြီးတော့ weight loss treatment တွေရောတခြားကျန်းမာရေးနဲ့ဆိုင်တဲ့ treatment တွေရောအခုဆိုအရန်ခေစားနေတဲ့ NAD plus therapy တို့မတို့ဆိုလို့ရှိရင်ဒါကအသားရေအရွယ်တင်မှုပြူစီရဲ့အပြင်ကိုသူကအုံနောက်ညာရေစွမ်းရည်တွေကိုလည်းမြင်မာပေးရခနာကိုရဲ့စွမ်းအားတွေကိုလည်းမြင်မာပေးရပင်ပန်းနှွမ်းနယ်မှုတွေရော့ကျစေရပေါ့နော် လိုမျိုးတွေကြောင်းမလို့ပေါ့နော်ဟိုဒီကျန်းမာရေးအလားပါတစ်ခုလည်းမဟုတ်ဘူးကျန်းမာရေးအတွက်ပါကောင်းတဲ့ therapy တွေလည်းအများကြီးရှိရမလို့အဲ့တော့ဟိုကျန်းမာနုပြိုခြင်းတဲ့သူတွေအလားပါချစ်မြတ်နိုးတဲ့သူတွေအဲအရွယ်တင်နုပြိုခြင်းတဲ့သူတွေဆိုရင်တော့ဒီ Queen Empire ကိုလာလိုက်ရင် one stop service ပေါ့နော်အကုန်လုံးရနိုင်တာလေးပေါ့ ဲ့အဲ့လိုပြောကြရဲစာမုံလေးဖြစ်ကြမယ်နော်ကျေးဇူးတင်ပါတယ်ကိုရဲကကျတော့အလှပကိုပေါ့နော်ညနိုးတာတမိုးထားတာဟိုပေါ့နော်ထိမ့်သိမ့်ရတာသဘောကျတဲ့သူတယောက်ပါအဲနန်းစုလိုလှချင်သွားဆိုတော့လည်းပျော်တာပေါ့လေအဲကိုကကိုကတော့ဒီလိုထိမ့်သိမ့်တတ်တဲ့သူတယောက်လိုပဲမြင်ပါတယ်ရှင်ဟုတ်လားအဲ့လိုတော့မဆုံးချက်လဲဆက်လဲပါတယ်ဒီရက်ပါတယ်ဆုံးမအောင်မသိဘူးငယ်ရောအမှတ်တော့မမှတ်မိဘူးတကယ်ချင်းနေရာပြောကြရငယ်ရောအရင်ကစိုက်တာတော့သိရပဲများလည်းသိရဟုတ်မှာ နေစုရဲ့လှိဝဲချက်ကနေစုကတော့လေအဓိကကတော့လှိဝဲချက်ဆိုတာတော့မရှိဘူးနေစုကအမြဲတမ်း sharing လုပ်ပေးတတ်တဲ့သူပါအဲကိုကောင်းတာလေးတွေတည်လာတယ်ဆိုလို့ရှိရင်လည်းအမြဲ sharing လုပ်တယ်အခုလည်းဒီအလုပ်တွေအလှပနဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်ဖြစ်တယ်ဆိုတာကလည်းနေစုအရင်ကိုယ့်ရဲ့ငကိုပင်ကိုစိတ်ကြောင့်ပေါ့အရင် sharing လုပ်ရင်းလုပ်ရင်းနဲ့အဲအဲ့လိုမျိုးပေါ့လေဒီလိုဆိုင်လေးဖြစ်လာတယ်အဲဟိုဘောနော်ဟို product တွေထုတ်ရအောင်ဖြစ်တယ်ဆိုတာလည်းကိုကြိုက်တာလေးကို sharing လုပ်ရင်းနဲ့လုပ်ဖြစ်သွားတဲ့စီးပွားရေးလေးလို့ပဲပြောရမှာပေါ့လေ ော့ရဲမော်နော်ဒီမမပေါ့ကိုထိမ့်သိရတဲ့သဘောကျတဲ့လူတွေဖြစ်တယ်အဲဆိုအဲဒီနာတို့တငယ်ချင်းမိတ်ဆွေတွေကိုလည်းအဲ့လိုမျိုးထိမ့်သိပေးရသဘောကျတယ်ပေါ့နော်အဲဒါကြောင့်မလို့ပြီးတော့အဓိကစိတ်ကူးဖြစ်တဲ့ပုံကကြတော့အဲဒါဆိုကဒီဟို sit back treatment ပေါ့နော် EMS treatment ပေါ့အဲ့ဒါလေးကိုဒါဆိုအမြဲဟိုအစားရှောင်တဲ့လူတွေမဟုတ်ဘူးအစားကိုလည်းအဲ့လိုစဉ်းစဉ်းကျင်ကျင်စားရတဲ့လူတွေမှမပါဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီ treatment လေးကိုတော့အမြဲ လုံဖြစ်တယ်။အဲ့ဒါကြတော့သူကဟိုခန္ဓာကိုယ်ရဲ့ပေါ့နော်ဒီကြက်သားတွေကိုလည်းကျင့်လစ်စေရပေါ့နော်ပြီးတော့အစားရှောင်စရာလည်းမလိုဘူးပြီးတော့ဂျင်သွားရမှာပြင်းတယ်ဟိုငါတို့ဆိုရင်လည်းဂျင်သွားစရာလည်းမလိုဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ဟိုအရင်အဆင်ပြေတယ်နော်သူ့ဘက်ကတော့ဂျင်သွားတာပြင်းတော့လေအဆင်ပြေတယ်ပြီးတော့ခွဲစိတ်စရာလည်းမလိုထိုးစရာလည်းမလိုဘူးဆိုတော့အဲ့လိုမျိုးကြောက်တဲ့သူတွေအတွက်လည်းအရင်အဆင်ပြေတယ်ပေါ့နော်အဲ့ဒီ treatment လေးကိုအရင်ကြိုက်ကြတာဗမာအဲ့စိတ်ကူးဖြစ်ပေါ်လာမှာလည်းအဲ့ကနေစတာပဲအဲ့တော့ အဲဘယ်လိုစဉ်းစားမိလဲဆိုတော့အိမ်မှာဒီဟိုပေါ့ရှိလို့ရှိရင်ပို့ပြီးလုပ်ဖြစ်မလားမသိဘူးဆိုပြီးတော့အဲ့ဒီဆက်ရဲ့ဈေးနှုန်းလေးကိုလိုက်စုံစမ်းတာပေါ့နော်အဲ့ဒါလိုက်စုံစမ်းနေရင်လည်းအဲ့ဒီဆက်ရဲ့ဈေးနှုန်းကအရန်ဈေးကြီးရပေါ့နော်အရန်ဈေးကြီးရဆိုတော့တယောက်တည်းအတွက်ဆိုလို့ရှိရင်တော့ဈေးအရန်ကြီးလို့ဖြစ်နေရပါတယ်အဲ့လေအော်ငါလဲလို့တခြားငါငါလဲလုတ်ရှင်နေပေါ့နော်အဲပြီးတော့တခြားလူတွေကိုလည်းလုတ်စေရှင်နေဆိုင်လေးဖွင့်လိုက်ရင်တော့ ောက်မယ်နဲ့တူရဲဆိုပြီးတော့အဲ့လိုလေးစိတ်ကူးလေးစိတ်ကူးမိပြီးတော့မှဒီ treatment ရောက်ပြီပေါ့နော်အဲ့ဒါနဲ့လှုပ်ရှင်တာနဲ့အဲ့လိုစိတ်ကူးမိပြီးဆိုင်ဖွဲ့တဲ့အထိဖြစ်သွားတာပေါ့ကြောက်ဒီကတော့အလှပတော့မွေးဖွားတဲ့ Queen Empire ဆိုတာဒီ အဲဘရင်မတွေပေါ့အလားဘရင်မတွေကိုမွေးဖွားပေးမယ်ပေါ့အဲ့လိုအဲ့လိုစိတ်ကူးလေးနဲ့ဒါ Imperial လေးတခုဖန်တီးထားတာပေါ့ဒီထဲမှာဆိုလို့ရှိရင်လည်းသူကဒီ beauty center တခုကိုပေါ့ဖန်တီးခြင်းနဲ့စိတ်ကူးလေးအရင်ဖြစ်ပေါ်ခဲ့တာပေါ့နော်အဲဒီမှာဆိုလို့ရှိရင်အလားပါနဲ့ပတ်သက်တာရောကျန်းမာရေးနဲ့ပတ်သက်တာရောနောက်ဆချေဆုံးတနေရာထဲမှာ treatment တွေအစုံအလင်ပေါ့နော်အဲရနိုင်မဲ့ beauty center လေးတခုလောက်ဖန်တီးခြင်းလိုက်တာဆိုပြီးတော့သူကအဲ့လိုစိတ်ကူးလေးရတာ ီးရောအမျိုးသား treatment တွေရောပေါ့နော်အဲပြီးတော့ဟိုဒီ anti aging ပေါ့ရွယ်တင်မှုပြူရာနဲ့ပတ်သက်တဲ့ဟာအဓိကပေါ့နော်ပြီးတော့ weight loss treatment တွေရောတခြားကျန်းမာရေးနဲ့ဆိုင်တဲ့ treatment တွေရောအခုဆိုအရန်ခေစားနေတဲ့ NAD plus therapy တို့မှာလို့ဆိုလို့ရှိရင်ဒါကအသားရေအရွယ်တင်မှုပြူစေရဲ့အပြင်ကိုသူကအုံနောက်ညာလေးစွမ်းရည်တွေကိုလည်းမြင်မာပေးတယ်ခန္ဓာကိုယ်ရဲ့စွမ်းအားတွေကိုလည်းမြင်မာပေးတယ်ပင်ပန်းနွမ်းနယ်မှုတွေရော့ကျစေရဲ့ပေါ့နော် အဲ့လိုမျိုးတွေကြောင့်မလို့ပေါ့နော်ဟိုဒီကျန်းမာရေးအလားပါတစ်ခုလည်းမဟုတ်ဘူးကျန်းမာရေးအတွက်ပါကောင်းတဲ့ therapy တွေလည်းအများကြီးရှိရမို့လို့အဲ့တော့ဟိုကျန်းမာနုပြိုခြင်းတဲ့သူတွေအလားပါချက်မြတ်နိုးတဲ့သူတွေအဲအရွယ်တင်နုပြိုခြင်းတဲ့သူတွေဆိုရင်တော့ဒီ Queen Empire ကိုလာလိုက်ရင် one stop service ပေါ့နော်အကုန်လုံးရနိုင်တာလေးပေါ့နော်ဆက်ဆက်လဲနိုင်ရောမသိဆက်ဆက်လဲအဲ့လို customer တယောက်ချင်းစီကိုအကောင်းဆုံးပေးဆောင်မှုပေးခြင်းလားဆိုတော့လေအဲ့လိုမျိုးအဲစိုင်လေးဖွင့်ဖြစ်သွားတာပါဆက်ဟုတ်ပြီ ဟုတ်လားအဲ့လိုတော့မစိုးချင်လဲဆက်လဲပါတယ်ဘီးရဲပါတယ်ထုံမအောင်မသိဘူးငငယ်တော့အမှတ်တော့မမှတ်မိဘူးတငယ်ချင်းတွေကပြောကြတာငငယ်တော့အရင်လှစိုက်ကြတော့သိရယ်ပဲများလည်းသိရယ်ဟုတ်မှာခုဒီမှာတော့ပေါ့နော်နေစိုးကအဲဒီနိုင်ငံတကာအဆင့်မီရယ်ပေါ့နော်ဒီဆက်ကရိယာတွေကိုအသုံးပြုပြီးတော့အဲဟိုစမ်းသပ်စစ်ဆေးပေးရယ်ပြီးတော့ စက်ကရီယာတွေနဲ့စမ်းသပ်ပေးရပြီအဲ့လို face scan တို့ body scan တို့ပေါ့ကိုယ်စီမှာလိုအပ်ချက်တွေဘာကြီးရှိမလဲပေါ့ပြီးရင်အရန်ကိုကျွမ်းကျင်တဲ့ဆရာဝန်တွေကိုယ်တိုင်ကနေပြီးတော့စမ်းသပ်ပြီးတော့မှဒီလိုအပ်တဲ့ treatment တွေကိုပဲရွေးထုတ်ပြီးတော့ပေါင်းပြီးတော့မှအဲ့ဟို treatment လေးကိုပေါင်းပြီးတော့လုပ်ပေးရပါတော့အဲ့လိုမျိုး system လေးလည်းရှိရတယ်ဆိုလို့စီမှာခဲ့အဲ့အဲ့လိုပြောကြရဲစာမုတ်လေးဖြစ်တော့မယ်နော်ကျေးဇူးတင်ပါတယ် အလားဟိုကိုရဲကကြတော့အလားပါကို ပေါ့နော်ညနိုးတာတမိုးထားတာဟိုအဲပေါ့နော်ထိမ့်သိမ့်ရတာသဘောကျတဲ့သူတယောက်ပါအဲနတ်စုလိုလှချင်သွားဆိုတော့လည်းပျော်တာပေါ့လေအဲကိုကကိုကတော့ဒီလိုထိမ့်သိမ့်တတ်တဲ့သူတယောက်လိုပဲမြင်ပါရဲ့ရှင်ဒီဒီ queen empire လို့တော့နတ်စုအများကြီးပေါ့အကျိုးစားတာပေါ့နော်နတ်စုကအကောင်းဆုံးအလားပါနဲ့ပတ်သက်ရင်စိတ်ဝင်စားပြီးတော့အဲ့လိုမျိုးချက်မြက်နိုးတာကြောင့်မလို့အများရန်တော့အဲအကောင်းဆုံးဖြစ်အောင်ကြိုးစားရတယ်အလားပါနဲ့ပတ်သက်ရင်လည်း လောဘကြီးရေပေါ့နော်ကိုလည်းကြိုက်တယ်ကောင်းတာကိုကြိုက်တယ်သူများတွေကိုလည်းကောင်းတာပဲပေးခြင်းတဲ့အတွက်ဒါနဲ့တော့လောဘကြီးတော့အကောင်းဆုံးတွေပဲစူးစမ်းပြီးတော့ဖန်တီးရေပေါ့လုပ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာ beauty center လေးလေးဖြစ်တဲ့အတွက်အစုံလဲပါခြင်းနဲ့ဆိုတော့လေအကုန်လုံးခေါင်းစအခြေဆိုဒီဒီစပြီးတော့လုပ်တဲ့အချိန်ကနေအခုဖွင့်ပွဲလုပ်တဲ့အချိန်လေးအထိကိုပေါ့နော်တော်တော်ကိုအစိတ်ရောလူရောပင်ပန်းပြီးတော့စူးစမ်းခဲ့ရရယ်ပေါ့နော်စူးစမ်းနေတဲ့အချိန်မှာစိတ်ပျော်ရွှင်စရာကောင်းတာတွေလည်းရှိသလိုမျိုးပေါ့နော်အဲ့လိုစိတ်ညစ်စရာတွေစိတ်ပင်ပန်းရတာတွေပေါ့နော် အာလို့ငူဘောတော့ငိုလဲငိုခဲ့ရရည်လည်းရှိရပါတော့စိတ်ပင်ပန်းတာအစင်မပြေရလေးကြီးလည်းကြော်ဖြတ်ရရရှိရပါတော့။ဒါဖြစ်အဲ့လိုမျိုးပြန်ကြည့်လိုက်တဲ့အချိန်မှာတော့အော်အကောင့်ထယ်လေးတော့ပေါ်သွားပြီပေါ့နော်ဆိုပြီးတော့လည်းအဲစိတ်ချမ်းသာရတာပေါ့လေ။ဒါမဲ့လည်းအဲအများကြီးထက်စူးစားဖို့ လိုပါသေးရဲ့အများကြီးထပ်စူးစမ်းမယ်ပေါ့နော်အခုတော့ဖွင့်မွဲပဲရှိသေးရဆိုတော့လေအများကြီးစူးစမ်းဖို့ရှိသေးတဲ့အတွက်အားလုံးအစုကိုဝိုင်းပြီးတော့အဲအားရည်လည်းလိုပါရဲ့အဲ့အတွက်အများကြီးဆက်ပြီးတော့အားပေးကြပါလို့ဟုတ်ကဲ့ဟုတ်တယ်အားလုံးကဟိုမခွင့်ငင်ကြရပါတော့နော်လည်းသူတို့လည်းဟိုမဟိုအဲ့လို ဆိုင်ဖွင့်မယ်ဆိုတော့အချိန်လေးအကြောင်းအကြောင်းအရရတွေလည်းအများကြီးကြည့်ရတယ်ဆိုတော့အဖွင့်မယ်ဖွင့်မယ်ဖွင့်မယ်နဲ့နှစုစရောတော့တကယ်မတိုင်ခင်တော့ကတော့တစ်ခေါက်ဖွင့်မှုစီစဉ်လိုက်သေးတယ်အဲ့တော့အချိန်လေးအကြောင်းအကြောင်းလည်းဒီအခုအော်ရွှေ့လိုက်တာပေါ့နော်အဲ့တော့အဟိုအားကြံလေးစီစဉ်လိုက်ရတော့ရက်အနေငယ်မှာအဲစီစဉ်လိုက်ရတာပေါ့အဲ့လိုမျိုးတော့ဖြစ်သွားတယ်အဲ့ဒါသူတို့တွေကတော့အများနဲ့အဲဘယ်တော့ဖွင့်မလဲဘယ်တော့ grand opening လုပ်မလဲဘယ်တော့ grand opening လုပ်မလဲအများနဲ့မေးကြတယ်ဆိုင်မဖွင့်ခင်ကလည်း soft opening လို့မျိုးဖွင့်ပြီးတော့သူတို့တော့ဖွင့်ပေးထားရတယ်သူတို့လာလာလောက်ကြရပေါ့မဖွင့်ခင်ကဖွင့်ပေးရမယ်မရဘူးဆိုပြီးတော့လဲဖွင့်ပြီးတော့လာလောက်ကြရတယ်အခုဒီမှာဆိုလို့ရှိရင် weight loss treatment နဲ့ပတ်သက်တာတွေပြီးတော့ anti aging နဲ့ပတ်သက်တဲ့ treatment တွေတော်တော်များများဆို review ကောင်းနေတော့အများကြီးရတယ်ဘူးတငယ်ချင်းတွေလှုပ်လိုက်လို့တငယ်ချင်းတွေကလည်းလာလာပြီးလှုပ်ကြပြီးတော့သူတို့ရဲ့အပေါင်းအသင်းတငယ်ချင်းတွေကိုလည်းစိုက်မဖွင့်သေးပါဘူးဆိုတော့ခေါ်လာခေါ်လာပြီးတော့လှုပ်ကြနေဆိုတော့အခု review တော်တော်ရလိုက်တယ်သူတို့ကြောင့်ပဲပေါ့နော်အဲ့တော့ကျေးဇူးလည်းအများကြီးတင်ပါတယ်တခုခုဆိုရင်လည်းသူ့ကိုအများရန် အဝင်းရံပေးဖို့အဆင်သင့်ရှိနေကြတယ်မိဆွေအပေါင်းအသင်းပေါ့တကယ်ချင်းတွေဆိုတာတကယ်တစုတော့တကယ်အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲပေါ့နော်တကယ်မိဆွေကောင်းတကယ်ချင်းကောင်းတွေအများကြီးရထားပါတယ်ပြီးတော့နောက်တစုချစ်ခင်ကြတဲ့အမှုပညာရှင်တွေဆိုတော့အများနဲ့ဝင်းရံပေးပါတယ်အဲ့လိုမျိုးခုပွဲတက်ပေးမဲ့တွေအကုန်လုံးလည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်မေတ္တာနဲ့အမြဲတမ်းချစ်ခင်စွာနဲ့ဝန်းရံပေးကြပါရစေ။အဲ့အတွက်အရန်ကျေးဇူးတင်တဲ့အကြောင်းလည်းပြောချင်ပါတယ်။ဒီလူပြိုခြင်းရတော့ဗောနော်ဒီအလှပအထိမ့်သိမ့်နေဆိုတာကတော့အော် ။ဒါဆိုတော့အလပထိမ့်သိမ့်တာကိုသဘောကျတယ်။အလပကိုထိမ့်သိမ့်နေဆိုတာလေကိုယ့်အကိုတမိုးထားတယ်လို့ဒါဆိုတာမြင်နေပေါ့နော်။အဲကိုယ့်အကိုချစ်လို့ကိုယ့်အကိုတမိုးထားလို့ဒီလိုအချိန်တစ်ခုပေးပြီးတော့အသေးစိတ်ကအစာအိုထိမ့်သိမ့်ကြတာပေါ့နော်။အဲ့တော့ဘာဖြစ်ပြောကိုယ်လည်းလှနေမယ်ကိုယ့်အကိုလှပအမြဲကိုယ်လည်းအမြဲလှပြိုလှပနေမယ်သူများတွေလည်းကိုယ့်ဘေးနားလူတွေအမြဲလှပြိုလှပနေမယ်ဆိုလို့ရှိရင်ဒါကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုတွေတိုးတဲ့အပြင် အဲစိတ်လဲစိတ်ချမ်းသာရတယ်လေအဲ့တော့အားလုံးကောင်းဖို့အတွက်အဲဒါလေးတွေကဟိုဘောတော့အားလုံးကောင်းဖို့အားလုံးပျော်ဖို့အတွက်လုပ်ရတဲ့အလုပ်ဆိုတော့အများကြီးစိတ်ချမ်းသာနေရတယ်ဒီအလုပ်တွေကြောင့်ပေါ့နော်အဲအဲ့လိုမျိုးစိတ်ချမ်းသာခြင်းတာပေါ့နော်အဲ့ဒါကြောင့်မလို့လဲဒါလေးကိုတေချာလေးလုပ်ဖြစ်တာပေါ့နော်အဲနေစုရဲ့လှုပ်ရွှဲချက်ကနေစုကတော့လေအဓိကကတော့အမ် အမြဲတမ်းပေါ့လှိဝက်ချက်ဆိုတာတော့မရှိဘူးနည်းဆိုတာအမြဲတမ်း sharing လုပ်ပေးတတ်တဲ့သူပါအဲကိုကောင်းတာလေးတွေတည်လာတယ်ဆိုလို့ရှိရင်လည်းအမြဲ sharing လုပ်တယ်အခုလည်းဒီအလုပ်တွေအလှပနဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်ဖြစ်တယ်ဆိုတာကလည်းနည်းဆိုအရန်ကိုရဲ့ငကိုပင်ကိုစိတ်ကြောင့်ပေါ့အရန် sharing လုပ်ရင်းလုပ်ရင်းနဲ့အဲအဲ့လိုမျိုးပေါ့လေဒီလိုဆိုင်လေးဖြစ်လာတယ်အဲဟိုပေါ့နော်ဟို product တွေထုတ်ရောင်းဖြစ်တယ်ဆိုတာလည်းကိုကြိုက်တာလေးကို sharing လုပ်ရင်းနဲ့လုပ်ဖြစ်သွားတဲ့စီးပွားရေးလေးလို့ပဲပြောရမှာပေါ့လေအဲ့ပေါ့ဘူးလား ဟုတ်ကဲ့ပါအခုဒီမှာဆိုလို့ရှိရင်ပေါ့နော်အခေါင်းစာခြေဆုံးဒီ treatment တွေပေါ့အအဆုံးအလင်းရရှိရဲပြီးတော့ခင်မီအနောက်ဆုံးပေါ့ secretary တွေနဲ့စမ်းသပ်စစ်ဆေးပြီးတော့ကျွမ်းကျင်ဆရာဝန်တွေကနေကိုယ်တိုင်ပေါ့နော်ကိုယ်တိုင်ကိုကြအဟိုစစ်ဆေးစမ်းသပ်ပြီးတော့ treatment တွေကိုပြုလုပ်ပေးတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်